ဘာသာမဲ့တာကကြောက်เสียရမလို့ဘူးလို့ဓမ္မမဲ့မှာပဲကြောက်เสียရကောင်းတယ်လို့နော်ဘာသာမဲ့နဲ့ဓမ္မမဲ့တာသူတို့ကဘာသာတွေမဲ့တာဓမ္မမမဲ့ဘူးနော်ဓမ္မမမဲ့ဘူးဓမ္မဆိုတာလူတယောက်လိုက်နာကြရမယ်ကျင့်ဝတ်စီမင်းစည်းကမ်းတွေကိုဓမ္မလို့ခေါ်တာလေနော်အခုမြန်မာနိုင်ငံအပါဝင်ပေါ့ကမ္ဘာနိုင်ငံအသီးအသီးမှာ ခေစားလာတယ်လို့ပြောရမှာပေါ့ဘာသာမဲဆိုတာเนาะဘာသာမဲဒီတိုးလာတယ်ပေါ့เนาะခေစားလာတယ်ဆိုတာတိုးလာတယ်ဒုနိုင်ငံတွေမဟုတ်ပါဘူးဒီပြည်နိုင်ငံတွေအကုန်လုံးတိုးတယ်เนาะအရင်တော့ဘာသာမဲဆိုတာငါတို့ကြားတော့မကြဘူးเนาะအခုများလာတဲ့သူတို့ကတဖြည်းဖြည်းချင်းเนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့တရုတ်ပြည်ကိုသွားတယ်တရုတ်ပြည်သွားတော့အတို့ဒီမှာကြွလာတဲ့ဆွဲတော့ ဗုဒ္ဓမြတ်ဆိုတော့ကိုတော်လေးအကြောင်းပေါ်ရောက်တော့အဲ့ဒီကိုတော်လေးနဲ့စကားပြောမိတာပေါ့လေဆွေတော်ဖျားဖူးတဲ့ပုံကိုယ်တွေတော်တော်များများ ရှိသလားလို့ဆိုတော့ငါကမေးတာပါမှားတော့မေးရင်နဲ့တိတ်တော်ဟိုမြန်မာနိုင်ငံတို့တော့မရှိဘူးပေါ့လေသူတို့စီမှာတော့နော်ဘာလို့တော့ဆိုတော့သူတို့စီမှာတဲ့ဘာသာမဲက60ရာခိုင်နှုန်းရှိတယ်တဲ့တရုတ်ပြည်ကြီးမှာနော် ဗုဒ္ဓဘာသာက30ရာခိုင်နှုန်းလောက်ပဲရှိတယ်တခြားဘာသာက10ရာခိုင်နှုန်းရှိတယ်ဗုဒ္ဓဘာသာမှာတပါးတခြားအဲ့တော့သူတို့နိုင်ငံမှာဘာသာမဲက60ရာခိုင်နှုန်းတော့ရှိတယ်ဆိုတော့ဟိုမြန်မာနိုင်ငံကတော့ဗုဒ္ဓဘာသာက80ရာခိုင်နှုန်းသူတို့86ရာခိုင်နှုန်းရှိတယ်လို့ပြောတာဟုတ်နော်အော်မြန်မာနိုင်ငံလောက်တော့ဖျားဘူးမများဘူးပေါ့နော်။အဲဒီမှာဘာသာမဲ့လည်းရှိတယ်ပေါ့။ဒါနဲ့ဘာသာမဲ့ဆိုတာဘာခေါ်တာတော့ မေးကြည့်တော့ဘာသာမဲဆိုတာတို့အမှတ်ပုံတင်တို့လူပေါ်ကအိမ်တော်စုဇေယျတို့လူပေါ်နော်အလုံးအကန်ရှောက်တဲ့အခါမှာဟိုဇေယျကွယ်လေးတွေဖြည့်တဲ့အခါမှာအဲ့ဒီမှာကိုကိုွယ်သည်ဘာသာဆိုတဲ့အကွက်ကလေးပါတယ်လေအဲ့တော့ငါတို့ကဗုဒ္ဓဘာသာလို့ဖြည့်လိုက်တာပေါ့နော်သူတို့ကြတော့အဲ့ဒီဘာဘာသာရေးလို့အမည်မခံချင်ကြဘူးသူတို့ကနော်ဗုဒ္ဓဘာသာလို့လည်းမည်မခံချင်ဘူးခရီးယားလို့လည်းမည်မခံချင်ဘူးအစ္စလာမ်လို့လည်းမည်မခံချင်တဲ့အခါကျတော့ဘာဘာကွက်မှမဖြည့်ဘဲနဲ့ထားလိုက်တာအဲ့ဒီနေရာမှာအဲ့ဒါဘာသာမဲပေါ့နော်အဲ့ အဲ့ဒီကနေပြီးတော့တခါငါဦးစင်တပါဘုံကြီးတပါပေါ့နော်သူကအဲ့ဒီနိုင်ငံခြားနိုင်ငံတကာတွေရှောက်လှည့်ပြီးတော့သူအတွေ့အကြုံတွေသူပြောပြတာပေါ့နော်သူပြောပြတာကတော့အဲ့ဒီဥရောပမြောက်ပိုင်းနိုင်ငံလေးတွေသူရောက်သွားတယ်တဲ့သူပြောတာတော့ဆွီဒင်တို့နော်ဝေးတို့ဆွစ်ဇာလန်တို့မြောက်အိုင်ယာလန်တို့ဖင်လန်တို့ဆိုတဲ့အဲ့ဒီနိုင်ငံတွေပေါ့နော်နိုင်ငံငယ်လေးတွေပါပဲဖွန်လဲဖွန်ဖြိုးပြီးနိုင်ငံလေးတွေသူတို့က ဲ့ဒီနိုင်ငံလေးတွေမှာဆိုရင်တဲ့ဘာသာမဲက80ရာခိုင်နှုန်းတော့ကျော်တယ်တဲ့85ရာခိုင်နှုန်းတော့ရှိတယ်ဘာသာမဲလူဦးရေเนาะတိုင်းပြည်လူဦးရေဟောဘာသာမဲတွေရှိတယ်တဲ့ဒါပေမဲ့လို့တဲ့အဲ့ဒီနိုင်ငံလေးတွေကစီးပွားရေးလည်းကောင်းတယ်စီးပွားရေးကောင်းတဲ့အတွက်စာမတတ်တဲ့သူလည်းမရှိဘူးအကုန်လုံးစာတတ်တဲ့ပညာတတ်တဲ့ကြီးတွေရှိတယ် မှုမှုကင်းနေတယ်ရာဇဝတ်မှုကင်းเนาะရာဇဝတ်မှုကင်းအ ਨੇ ပါဆုံးနိုင်ငံလေးတွေเนาะပြီးတော့အလှအတန်းအများဆုံးတဲ့ကဘာမှာเนาะအဲ့သူကနိုင်ငံလေးတွေကစီးပွားဖြစ်တဲ့ခါကျတော့ဆင်းရဲတဲ့နိုင်ငံလေးတွေကိုလိုက်လှူကြတာသူတို့ကဟိုငါတို့လိုနာမည်မခံဘူးနာမည်မခံမဲနဲ့လှူတာဖြစ်တဲ့အတွက်မသိရဘူးစည်ရင်းကောက်ကြည့်မှသိတာကမ္ဘာမှာအလှအတန်းအများဆုံးတဲ့မှာအဲ့ဒီနိုင်ငံကအဲ့ဒီဆွီဒင်တို့ဆိုတဲ့နိုင်ငံလေးတွေပါတယ် လူတန်းတော့ဒီအမေရိကန်လိုတဲ့တော့မှသူကများတယ်သူတို့နိုင်ငံရဲ့အချိုးနဲ့ kait မယ်ဆိုရင်တော့အများကြီးအလူတန်းလည်းလုတ်တယ်မှုကင်းလည်းပဲရစပွဲမှုကင်းကလည်းပဲမရှိသလောက်ကိုရှားတယ်တဲ့သူတို့စီမှာနော်အဲ့လောက်ရှိအောင်ရှားတယ်လို့အဲ့ဒါလေးတွေသိရတယ်အခုတရုတ်ပြည်သွားတော့လည်းပဲအဲ့ဒီတိုင်းပဲတရုတ်ပြည်မှာလည်းမှုကင်းတွေရှိနေတယ်မှုကင်းအဖြစ်နေတယ်စီကံထိန်းသိမ်းကိုကောင်းတယ် ပြီးမြို့တွေကြည့်ရင်လည်းပဲတန်ရှင်းတာယာပြီးတော့လှပနေတာများတယ်ဟိုညစ်တင်းကြီးပတ်သိမ့်မတွေ့ရအောင်အဲ့တော့စဉ်းစားကြည့်ရမှာပေါ့ဘာသာမဲ့ဟာကြောက်เสียအရာလားလို့စဉ်းစားရမှာပေါ့နော်ဘာသာမဲ့တွေများလာရင်ကြောက်ရမှာလားဆိုတော့သူတို့ကိုကြည့်လိုက်တဲ့အခါကျသူကသားတယ်ကြောက်ရမယ့်အရာမဟုတ်ဘူးနော်အဲ့ဒါနဲ့ငါကပြောတာပေါ့နော် ဘာသာမဲ့တာကကြောက်เสียရမလို့ဘူးလို့ဓမ္မမဲ့တာပဲကြောက်เสียရကောင်းတယ်လို့နော်ဘာသာမဲ့နဲ့ဓမ္မမဲ့တာသူတို့ကဘာသာတွေမဲ့တာဓမ္မမမဲ့ဘူးနော်ဓမ္မမမဲ့ဘူးဓမ္မဆိုတာလူတယောက်လိုက်နာကြရမယ်ကျင့်ဝတ်စီမင်းစည်းကမ်းတွေကိုဓမ္မလို့ခေါ်တာလေနော်ဓမ္မပဲဟိုဒုစာပေးမဒုစီအိုက်တို့သူစီအိုက်တို့ဆိုတာတွေကဟိုပါဠိလိုပြောနေတဲ့ဥစာကြီးကိုဒုစီအိုက်ဆိုတာမကောင်းတဲ့ဟာတွေကိုပြောတာလေသူစီအိုက်ဆိုတာကောင်းတာတွေပြောတာလေ အဲမကောင်းတဲ့အာကဒါမကောင်းတဲ့ဓမ္မမကောင်းတာကကောင်းတဲ့ဓမ္မမကောင်းတဲ့ဓမ္မမလုံနဲ့မကောင်းတဲ့ဓမ္မလုံလို့ရှိရင်ဒါဓမ္မရှိတာပေါ့နော်ဓမ္မပဲလေအဲ့တော့သူတို့ဘာသာမဲ့ပြီမလို့ရာဇဝဲမှုကင်းနေနေတယ်ငွေကြေးဖောင်းပွားမှုလည်းပဲမရှိဘူးစီးပွားလည်းပဲဖြစ်တယ်လူတွေအားလုံးကလည်းပဲသရဗေဒပညာရတေကမရတယ်ဆိုတော့ဒါကြည့်လိုက်လို့ရှိရင်သူတို့ကဓမ္မမမဲ့ဘူးဟိုဘာသာရမဲ့တာဓမ္မမမဲ့ဘူးနော် ဓမ္မမဲမဲလို့အဲ့ဒါဖြစ်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့950ဇတ်တော်တွေထဲမှာဓမ္မပါလာဆိုတဲ့ဇတ်တစ်ခုရှိတယ်အဲ့ဒီဓမ္မပါလာဇတ်ဟာဒါတဘာသာမဲပဲဒါပေမဲ့ဓမ္မမဲမဲသူအဖြစ်ပုံကဒီလိုလေဓမ္မပါလာရွာကြီးကငငယ်ရွယ်ရွယ်နဲ့တည်တဲ့သူရယ်လို့မရှိဘူးတဲ့နော်ကြီးမှပဲအိုးတည်တဲ့သူပဲရှိတယ်နော် ယောဂဖြစ်ပြီးတော့သေးတာလည်းမရှိဘူးတဲ့တယောက်နဲ့တယောက်တတ်လို့ဖြားလို့သေးတာလည်းမရှိဘူးလူငယ်ငယ်လေးတွေဘယ်တော့မှမသေးဘူးတဲ့အဲ့ဒီယွာကကလေးတယောက်ကတက္ကသိုလ်ပြည်ကိုသွားပြီးတော့စာသင်တာစာသင်ရင်းနဲ့ဟိုမှာအဲ့ဒီတက္ကသိုလ်ပြည်မှာသူနဲ့စာသင်ဘက်တငယ်တငယ်ချင်းတွေပေါ်ဒီကျောင်းလေးဘက်တွေတဲကကျောင်းသားတယောက်ကဆုံးတာဆုံးတော့သူအားအသင့်နေတာလေဟာဘာလို့သေးတာတော့ အာဒီရွယ်မသေးရဘူးလေဘာလို့သေးရတာတော့ဒီရွယ်လေးနဲ့သေးတယ်ဆိုတော့ဘေးကကျောင်းသားတွေကဘာဖြစ်တော့ဘယ်ရွယ်ဖြစ်သေးတာပေါ့မင်းကထူးဆန်းလို့လို့ဘာညာတယ်ဘေးကပြောကြတာပေါ့သူ့ကိုအာမဟုတ်ဘူးဒါမသေးရဘူး तू အတင်းကြီးနေတာတဲ့အတင်းကြီးနေတဲ့ခါကျတော့အဲ့ဒီဒိသပါမောကဆရာကြီးကတတိထားမိတယ်ဒီကလေးဟာဒီလောက် ဟိုအကြောက်အကန့်ညင်းနေတာကိုထောက်ရင်တော့သူငငယ်ရွယ်နဲ့သေးတာကို तू မမြင်ဘူးသေးဘူးခုမှမြင်ဘူးလို့ तू အထူးဆန်းဖြစ်နေတာအဲ့တော့ငါစုံစမ်းကြည့်မယ်ဆိုပြီးတော့စုံစမ်းကြည့်တဲ့အခါကျတော့ကလေးကိုခေါ်မိတာပေါ့မင်းမင်းတို့ရွာမှာကောအဲ့ဒီလိုသေးတာမရှိဘူးလားဆိုတော့မရှိဘူးကြားတော့မကြားဘူးလားမကြားဘူးဒီလိုငငယ်ရွယ်နဲ့သေးကြားလည်းမကြားဘူးလို့ပြောတယ်ဒါနဲ့အဲ့ဒီကလေးပြောပုံပြောနေရလဲပဲဒါမှန်မှန်ကန်ကန်ပြောတဲ့ပုံပေါက်တော့မယုံတာနဲ့ ဆရာကြီးကသူမသိအောင်တက်တက်ကလေးသူ့ရွာဘက်ကိုထွက်လာပြီးတော့စုံစမ်းကြည့်တာစုံစမ်းပုံလေးကဘယ်လိုစုံစမ်းတာတော့ဆိုတော့အဲ့ဒီကလေးရဲ့မိဘတွေအိမ်ကိုမေးပြီးတော့သူကသွားတာသွားတော့ရတွေ့တာတွေ့တော့ခင်ဗျားတို့အဲ့ဒီနာမည်နဲ့အဲ့ဒီကလေးနဲ့တက္ကသိုလ်ပြည်မှာစာသင်ပုတ်ထားတာရှိသလားခင်ဗျားတို့သာရှိတယ်အဲဗျာအဲ့ဒီလိုဆိုလို့ရှိရင်ကျုပ်ကခင်ဗျားတို့ကိုလာပြီးတော့အကြောင်းကြားတာပါအဲ့ဒီတက္ကသိုလ်ကလာတာပါ တခြားတော့မဟုတ်ပါဘူးခင်ဗျားတို့ကလေးလေးဟိုမှာယောဂဖြစ်ပြီးတော့ဆုံးသွားလို့လာပြောတာပါဆိုပြီးတော့တတိဟိုဆရာကြီးကလိန်ပြောတာဟိုကလူတွေကဝိုင်းကြီးကြတာတဲ့အဲ့လိုပြောတော့သူတို့သားလေးဆုံးတယ်ဆိုတော့ဘယ်လိုလုပ်သေးရမှာတော့ဒီအယူကမသေးရဘူးမသေးဘူးမဟုတ်ဘူးဆုံးတာအားမယုံဘူးခင်ဗျားပြောလည်းမယုံဘူးတရားလုံးကမယုံဘူးသူပြောတဲ့စကားကိုဒီကလေးလေးချုံးတယ်လို့ပြောတာဒါနဲ့ तू ကလမ်းကနေပြီးတော့အယိုးလေးပေါ့ ဒိဋ္ဌာအယိုလေးကိုကောက်သွားတာဒီမဲ့ခမရတို့သားအယိုလေးကျိုးတော့ယူလာခဲ့သေးတယ်လို့ပြောတာခမရပြဘာပြပြမယုံဘူးလို့ဆိုတရွာလုံးကလက်မခံဘူးလက်မခံတာနဲ့လိုက်စုံသွားလိုက်တဲ့အခါကျဟုတ်တယ်ရွာတွေကတရွာလုံးကဘယ်သူမှငငငရရွယ်နဲ့သေးတယ်ဆိုတာသူတို့ရွာမှာမရှိတဲ့အခါကျတော့မယုံဘူးဒါကနဲ့သူကမေးတာပေါ့ခမရတို့ရွာဘာလို့ဒီလိုငငရရွယ်နဲ့သေးတဲ့သူမရှိတာတော့လို့မေးတဲ့အခါကျတော့မတို့ရွာကလူတွေကအဲ့ဒီလို့ လာသူများအသက်သတ္တာတွေလည်းမလုပ်ဘူးသူများဥစ္စာခိုးတာဆိုတာလည်းမလုပ်ဘူးသူများသမီးရဲ့အဖြစ်အစီးတွေဆိုတာလည်းမလုပ်ဘူးတရားတော်တရားလိန်ညာပြောတာလည်းမလုပ်ဘူးတရားနဲ့တရားနိုင်တဲ့ကြီးငယ်ဟုတ်လားနှိမ့်ဆက်ညှိမ့်ပါနဲ့ဆိုတာလည်းငရောစီမှာမရှိဘူးအရက်မူရတိစာပေါက်စားတဲ့ဆိုတာလည်းမရှိဘူးလောင်းစားလည်းမရှိဘူးလို့သူတို့ပြောပြပြောပြတော့မှအဲ့ဒါဆရာကြီးကစဉ်းစားတာဒါဆိုရင်တော့ဟုတ်နိုင်လောက်တယ်ဒီရွာဟိုတရားရှိတဲ့ရွာတရားစောင့်တဲ့ရွာပဲ တရားဆောင်တဲ့အတွက်တရားကသူတို့ကိုပြန်ဆောင်ပြီးတော့သူတို့ဟာငငယ်ရွယ်ရွယ်နဲ့သိတဲ့သူမရှိ ဖြစ်တာပဲလို့ဆရာကြီးကတကယ်လို့ဆရာကြီးကကောက်ချက်ချလိုက်ဒီဒီဇာလန်းလေးဒါဒါ950တဲမှာလာတဲ့ဇာလန်းပေါ့နော်အဲ့ဒီဇာလန်းလေးကိုကြည့်လိုက်လို့ရှင်အဲ့ဒီအချိန်ကဒါဖရားမရှိဘူးနော်ဖရားလောင်းဘဝကဖြစ်ပြခဲ့တဲ့ဟာကိုပြန်ပြောပြတာဟုတ်နော်ဖရားမရှိသေးတဲ့အတွက်ဒါသူဘာသာမဒီဒီယွာကသူတို့တရားဆောင်နေဆိုတာဘာသာရေးအရာဆောင်တာမဟုတ်ဘူး သူတို့ရဲ့ကျင့်ဝတ်ဓလေထုံးစံအရာရှေးရှေးဘိုးဘွားတွေကနေပြီးတော့ချပေးခဲ့တဲ့လမ်းစဉ်ရှိတယ်။ရှိတယ်ခဲ့တဲ့နောက်လူတွေကနေအဲ့ဒီလမ်းစဉ်အတိုင်းလာပြီးတော့ဟုတ်လားသူများတဲ့တချမ်းလည်းမလို့သူများဥစ္စာခိုးခြင်းလည်းမလို့လိညာခြင်းလည်းမလို့တည်ရည်တည်ရည်လည်းမတော့တရားတော်တရားညှိမှန်းနေစေတယ်ဆိုတာလည်းမလို့တဲ့အခါကျတော့တရားကပြန်ဆောင်တဲ့အတွက်သူတို့ဟာအသက်ရှိပြီးတော့ OTT အောင်နေရတယ်ဇက်ကအဲ့ဒီလိုလေးပြအဲ့တော့ပြတော့အဲ့ဒါဈေးကိုကြည့်ပြီးတော့မှဩော် ဘာသာမဲ့တာကဟိုကြောက်เสียမလို့ဓမ္မမဲ့တာကကြောက်เสียဓမ္မမဲ့ရင်တော့လူတွေဆင်းရဲဒုက္ခရောက်မယ်ပေါ့ဓမ္မမမဲ့ဘူးဆိုရင် လူတွေချမ်းသာတယ်ဆိုတာဒီဓမ္မဘာလာဇတ်ကလည်းပဲပြတယ်เนาะတော့950ဇတ်မှာလေဓမ္မဘာလာဇတ်ကလည်းပြတယ်အခုလက်တွေ့အားဖြင့်ခေါင်းကပြောတယ်ဥရောပမြောက်ပိုင်းကနိုင်ငံလေးတွေကလည်းပဲပြတယ် သူတို့ဘာသာမဲ့80ခိုင်နှုံရှိတယ်တဲ့ဒါပဲမဲ့လို့ရာဇဝဲမှုနဲ့ပါတယ်တဲ့ငွေကြေးဖောင်းပွားမှုလည်းနဲ့ပါတယ်ပညာတာလည်းပဲများတယ်စာမတက်တဲ့သူမရှိသလောက်ပဲတဲ့เนาะငွေကြေးကလည်းပဲခိုင်ပါတယ်စီးပွားလည်းဖြစ်တယ်ဆိုတော့ရာဇဝဲမှုလည်းနဲ့ပါတယ်တဲ့အလူအတန်းလည်းရရောတယ်ဆိုတော့ဒါကိုကြည့်လို့ရှိရင်ဘာသာမဲ့တာက ကြောက်စရာမလိုဘူးဓမ္မမဲ့တာဓမ္မမဲ့မှလူတွေဆင်းရဲဒုက္ခရောက်တာ ဘာသာမဲ့ယုံနဲ့ဆင်းရဲဒုက္ခမရောက်ဘူးဆိုတာဒါတက်တည်ခိုင်းလာခိုင်းလုံနေနော်ခိုင်းလုံနေဘာသာမဲ့ယုံနဲ့ကတော့ငါတို့တိုင်းပြည်လည်းပဲဘာလို့မှမကြနိုင်ဘူးဆင်းရဲဒုက္ခလည်းမရောက်နိုင်ဘူးဟုတ်တယ်မလားဓမ္မမဲ့ရင်တော့တိုင်းပြည်လည်းဒုက္ခရောက်မှာပဲလူတွေလည်းဆင်းရဲဒုက္ခရောက်မှာပဲအဲ့ဒီမှာနေကြည့်ပြီးတော့အဲ့ဒီခုငါဖတ်တဲ့စောင်းပါပေါ့စာအုပ်ထဲမှာတော့သူကဘလို့ရေးထားတော့ဆိုတော့ဘာသာထုံးဘာသာမဲ့တဲ့နိုင်ငံတွေမှာတဲ့အဆုံးရောက်ဆိုတာမရှိဘူးတဲ့ ဘာသာအားကောင်းတဲ့နိုင်ငံတွေမှာပဲအဆုံးရောက်ရှိတယ်တဲ့ကတော့အဲ့လိုကြည့်တာဟိုနေကုန်းချုပ်တော့အဲ့လိုချုပ်တာလားဟုတ်တယ်နော်ဘာသာအားကောင်းတဲ့နိုင်ငံတွေမှာဘာသာရေးအဆုံးရောက်ဆိုတာရှိတယ်နော်သူတို့ကဘာသာမှမရှိတာမဲ့တာဆိုတော့အဆုံးရောက်မရှိဘူးဟောအဲ့ဒီမှာလည်းပဲတစ်ချက်သားသွားတယ်အဲ့ဒါကြောင့်မို့အခုခေစားနေတယ်ဘာသာမဲ့ဘာသာမဲ့ဆိုတာဘုန်းကြီးကထင်တာတော့ဘာသာမဲ့ခြင်းမဲ့ပါဓမ္မမမဲ့ပါနဲ့ပေါ့နော်ဘာသာမဲ့လို့ငါတို့ဆင်းရဲဒုက္ခမရောက်နိုင်ဘူး ဓမ္မမဲ့ရင်တော့ဆင်းရဲဒုက္ခရောက်နိုင်တယ်နော်ဆင်းရဲဒုက္ခရောက်နိုင်အခုဆင်းရဲတဲ့နိုင်ငံတွေလိုက်ကြည့်လို့ရှိရင်ဓမ္မမဲ့ရတာတွေ့နေရတယ်ဒါတက်တဲ့မနှံခိုင်လုံးနေနော်ဓမ္မမဲ့ရနော်စီကံနေလည်းပဲမလိုက်နာကြဘူးနော်ဥပဒေတွေလည်းမယိုသေးရမလေးသာတယောက်နဲ့တယောက်လည်းပဲလေးစားခြင်းလည်းမရှိတယောက်နဲ့တယောက်မေတ္တာလည်းမထားကြဘူးလေဒါဓမ္မမဲ့တာပဲလေဘာသာမဲ့တာမဟုတ်ဘူးဓမ္မမဲ့တာပေါ့နော်အဲ့ဒီဓမ္မမဲ့တဲ့ဓာန်တွေကကိုယ်ပဲပြန်ခံရတယ်ဒါကြောင့်မို့လို့ဖျားဟောတရားရှိတယ် တရားကိုကိုကစောင့်လို့ရှိရင်တရားက ကိုကိုပြန်စောင့်တယ်တဲ့အဲအဲ့ဒါပြောတာနော်ဟာတရားကိုကိုကစောင့်ရင်တရားကကိုပြန်စောင့်တယ်ဆိုတာခုနဓမ္မပါလာရွာရေသူရွာသားတွေကသူတို့တရားစောင့်တယ်စောင့်တဲ့အတွက်တရားကသူတို့ပြန်စောင့်တဲ့အတွက်သူတို့ရွာမှာငငယ်ရွယ်ရွယ်နဲ့သေတဲ့သူမရှိတာနော်မရှိတာဟောအဲ့ဒါတွေကစာပေမှာလည်းပဲရှိတယ်မတို့ဖျားဟောတရားထဲမှာလည်းရှိတယ်အခုလက်တွေ့အားဖြင့်လည်းပဲဥရောပမြောက်ပိုင်းကနိုင်ငံလေးတွေက နမူနာပြနေပြီနော်အဲ့ဒီတော့ဟာတို့ဘာသာမဲခြင်းမဲပါဓမ္မမမဲနေဓမ္မမဲရင်တော့ဆင်းရဲဒုက္ခရောက်မှာသိကြတယ်အခုဆင်းရဲဒုက္ခရောက်နေတဲ့ပုံပေါ်တွေကိုကြည့်လိုက်လို့ချင်းလဲဓမ္မမဲနေတာကြီးအမြင်နေရနော်တည်တည်ရှာရှာမြင်နေရနော်အေးအဲ့ဒါလေးကိုသိပြီးတော့မှဟောတရားဓမ္မဆိုတာဒီလိုပဲတကယ်ဓမ္မကိုကိုကယူသေးမယ်လိုက်စားမယ်ဆိုရင်ဓမ္မကကိုယ့်ကိုပြန်ဆောင်ပါတယ်နော်ပြန်ဆောင်တယ် အဲ့ဒါလေးကိုတည်ပြီးတော့ဒီကနေ့ကောင်းမှုကုသိုလ်ရည်သက်ချရအောင်နော်ကဲလို့ရည်စက်ွက်ကိုင်းပြီးတော့လိုက်ပြီးတော့ဆို